မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအစောအနေနဲ့ဟာခါမျိုးမရေစကန်မှအကျဉ်းသားများကဲထုံရေးအတွက်လေတပြဲစစ်စင်ရေးဖြင့်တိုက်ခိုက်မှုစစ်တပ်ဘက်မှ6ဦးသေဆုံးပြီးဖမ်းဆီးခံထားရသော CNA CDF ရဲဘော်များပါဝင် အကျဉ်းသား15ဦးကဲထုံနိုင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ် ချင်းပြည်နယ်ဟခမြို့မှာ yes ကမ်းမှာအကျဉ်းသားကေထုံရေးလျှက်တပြက်စစ်စင်ရေးဖော်ဆောင်ခဲ့ရာစစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး CNE CDF ရဲဘော်များပါဝင်အကျဉ်းသား15ဦးကေထုံနိုင်ခဲ့ကြောင်းချင်းအမျိုးသားတပ်ဦး CNE ပြောရေးဆိုခွင့်ရှိသူ slide ထက်နေကပြောကြားပါရစေ။ ယနေ့အောက်တိုဘာ16ရက်မနက်3နာရီနဲ့4နာရီကြားမှာဟာခါမြို့ပေါ်ရှိမြို့မရေစကန်အတွင်းမှာအကျဉ်းသားများကဲထုတ်ရေးလျှက်တပြည့်စစ်စင်ရေးဖော်ဆောင်ခဲ့ရာ CNA ရဲဘော်2ဦး CDF ရဲဘော်3ဦးအပါအဝင်အကျဉ်းသား15ဦးကိုကဲထုတ်နိုင်ခဲ့ကြောင်းသိရပါဗျာ။ ထို့အပြင်အကျန်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး15ဦးခန့်ထိခိုက်ဒဏ်ရာရရှိကာလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းရင်းစစ်ဆင်ရေးမှတော်လှန်ရေးတပ်ဖွဲ့ဝင်တို့ကြဆုံကြောင်းသိရပါဗယ်။အဆိုပါစစ်ဆင်ရေးကို CDF ဟာခါကဦးဆောင်ပြီး CNA တပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအထိနာသောအကျန်းဖက်စစ်တပ်ကမြို့တွင်းလုံခြုံရေးတင်းချက်ကဟာခါမြို့ပြင်သို့လက်နက်ကြီးများဖြင့်ရှမ်းတန်းပစ်ခတ်ခဲ့ကြောင်းသိရပါဗယ်။အကျန်းဖက်စစ်ကောင်စီတပ်ကနေကြောင်းလက်နက်ကြီးများဖြင့်ပြည်သူလူထုကိုပြစ်မှတ်ထားကရည် ဲ့ချက်ရှိရှိတိုက်ခိုက်တတ်တာကြောင့်ပြည်သူများအနေဖြင့်စည်ရေးအသည့်တရီဖြင့်နေထိုင်ပေးကြပါရန်တိုက်တွန်းထားကြောင်းသိရပါဗျ။နောက်ချက်တင်ဆက်ပေးမယ့်တွင်ကတော့မြန်မာနိုင်ငံသည်တီရောင်စုမစစ်ကြောင်းပြန်လေဥက္ကဋ္ဌတီရောင်စုမစစ်ကြောင်း ANP ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံသည်လက်ရှိအချိန်ထိပြည်တော်စုစစ်စစ်မဟုတ်သေးကြောင်းရခိုင်ပြည်လွတ်မြောက်ရေးပါတီ ANP ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်က NCA စနစ်ဖြင့်ခန်းနာမှာပြောကြားခဲ့ပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်တော်စုဖြစ်ရန်လိုအပ်နေသည်တင်ဟုဆိုပါတယ်။ကျမတို့တိုင်းပြည်ကပြည်တော်စုလို့သာပြောတယ်။ပြည်တော်စုအစ်စ်မဟုတ်သေးဘူး။ပြည်တော်စုစစ်စစ်ကိုမရနိုင်သေးဘူး။ပြည်တော်စုအတွက်လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်။ပြည်တော်စုအတွက်ကျမတို့ ဆွေးနွေးရခြင်းသည်ကိုနိုင်ကပြည်အောင်စုစစ်စစ်မဖြစ်သေးဘူးဟုပြောပါရယ်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှု ရက်စက်ရေးသဘောတူစာချုပ် NCA ပေါ်ပေါက်လာရခြင်းအကြောင်းရင်းတင်တိုင်းပြည်တွင်ဖြစ်ပေါ်နေသည့်စီးရေးပြိပခါများကိုနိုင်ငံရေးနည်းဖြင့်ဖြည့်ရှင်းရန်နှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုတည်ဆောက်ရန်ဖြစ်သည်ဟုဒေါ်စောမြရာဇာလင်းကဆိုပါသည်။ထို့ကဲ့သို့ငြိမ်းချမ်းရေးနှင့်စစ်မှန်သောပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးမှာ NCA ကအခင်ရကြသည်ဟု ANP ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းကဆက်ပြောပါသည်။ ကျမတို့ရှေ့ကိုသွားဖို့ရအတွက်လည်းပဲ NCA ဟာအခင်အားကြပါတယ်။ဘာကြောင့်လဲဆိုရင် NCA မှာအချက်ပေါင်းများစွာပါဝင်နေအပြစ်ခက်ရစိမ်းနဲ့ပတ်သက်တာလူသားချင်းစာနာမှုကိစ္စတွေနဲ့ပတ်သက်တာပြီးလို့ရှိရင်ဂျာကာလာမှာပြည်သူတွေအတွက်ဘလို့ဆောင်ရွက်မှာလဲဆိုတဲ့စဉ်းစားချက်တွေကအစ NCA မှာအချက်ပေါင်းများစွာပါဝင်နေဟုလက်ကောင်းကဆိုပါတယ်။ NCD တိုင်းသားဒေါ်လာရေးလက်နက်ကိုင်းများအတွက်တည်ထက်ရေးဆွဲထားခြင်းမဟုတ်ပေအ धिक ပြည်သူများမျက်နာမူပြီးရေးဆွဲထားသော စာချုပ်ဖြစ်ကြောင်းပြောပါရယ်စစ်တပ်ပါဝင်ဒေါ်လာရေးတပ်ဖွဲ့များအားလုံးမှလမ်းကြောင်းကကွဲပြားနေတော်လဲဥတီချက်မှာဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံသောပြည်ထောင်စုကိုယူမှန်းထားကြကြောင်းနဲ့ပြည်ထောင်စုသမရမြန်မာနိုင်ငံတော်အစ်တစ်ခုကိုလိုချင်ကြောင်းလဲဒေါ်စောမြရာဇာလင်းကပြောဆိုသွားကြောင်းသိရပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားနိုင်ငံသားဝင်ကြီးပြက်ပြက်တတ်တာပြောပြီးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်တင်၎င်း၏အော်တိုဘာ9ရက်ခီးစဉ်နဲ့ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌဖြင့်၎င်း၏သဘောထားကိုသတင်းတောင်များကိုထုတ်ဖော်ပြောဆိုလာခဲ့ပါသည်။ထို့သို့ပြောဆိုရာတွင်ယုံကြည်လောက်သောမြမရွေးကောက်ပွဲဖြစ်ဖို့အနည်းဆုံးပြည့်မီရမည်စံနှုန်းများကိုတမန်လာခဲ့ပါသည်။၎င်းကလက်လက်ပြီးတရားမျှတရမည်ထင်သာမြင်သာရှိပြီးယုံကြည်ရလောက်သည့်အနေထားရှိရမည်နိုင်ငံ၏ပါတီအလုံးသက်ဆိုင်သူများအလုံးပါဝင်ပြီးနိုင်ငံတစ်ဝန်းလုံးမှာကျင်းပသွားနိုင်ရမည်ဟု ပြောဆိုခဲ့ပါရီအဖွဲ့ဝင်မြည်တီနိုင်ငံကများထိုကိစ္စကိုတတိတခြားဆုံးဖြတ်၍မရဟုဟဆန်ကအလေးနက်ထုတ်ဖော်ပြောဆိုသွားခဲ့ပါရီအာလုံဝိုင်ဝန်ဆုံးဖြတ်နိုင်ရင်မင်းအောင်လှိုင်တောင်းဆိုမှုကိုအာဆီယံအစည်းအဝေးတွင်တင်ပြသွားမည်ဟုဆိုပါရီလက်ရှိအနေအထားတွင်အာလုံကအလွန်ကျွံစိုးရိမ်မှုများရှိနေ၍အာဆီယံမှလိလာသူများစိတ်လွမြည်အရင်သဘောတူပွဲမရှိဟုမျှော်လင့်ရကြောင်းလည်းသတင်းတောက်များကိုပြောဆိုသွားခဲ့ပါရီ ထို့သို့တောင်မန်ခီးစဉ်တစ်ခုတည်းအေးစစ်စစ်ပြီးသွားရမည်ဖြစ်တော်လဲတန်တမန်ထုံတန်းကိုဖောက်ပြက်ကမပြောသင့်သည်များကိုပြောဆိုခဲ့ခြင်းကြောင့်ဟိုးလေးတကြောကြောဖြစ်သွားခဲ့ရပါသည်စေယုစုမှာဟာဆိုင်ခီးစဉ်ကိုခူရုံးလောက်ကမလေးရှားမှလေးလာသူများဆင်လို့မည်ဟု၎င်းတို့ဟာတရားဝင်ဖြစ်လာတဲ့အောင်ကလိန်ကကြဲဝါရဖြန့်ပြောဆိုခဲ့၍ဟာဆန်တာမကအာဆီယံအဖို့အတော်ကြီးထိခိုက်နစ်နာသွားခဲ့ရပါသည်မြမရေအထူးချံပေ ကောင်းစီကျင်းညာချက်တွင် အာဆီယံသည်၎င်းတို့၏အချက်ငါးချက်မအော ောင်းမြင်သည်ကိုဝန်ခံရတော့မည်ဖြစ်ပြီးရွေးကောက်ပွဲကိုလည်းပြက်ပြက်တန်းတန်းပယ်ချရမည်ဖြစ်သည်ဟုဆိုပါတယ်ထို့သောမဟုတ်ကမြမပြည်သူများအပေါ်ရရဆက်ဆက်တစ္ဆဘောက်သလိုရရဆက်ဆက်တစ္ဆောင်ဖောက်သလိုဖြစ်သွားမည်ဖြင့်ဒေတာရင်းထွက်ပေါ်လာသည့်အာနာရှင်စနစ်ကိုဆုလက်များချီးမြှင့်သလိုဖြစ်သွားလိမ့်မည်ဟုပါရှိခဲ့ပါတယ်လက်ရှိတွင် အာဆီယံသည်စေယုတ်စု၏အခွင့်အရေးတိုင်းလဲစားပြီးအရှက်ရအောင်ပြုလုပ်ခံခဲ့ရသည့်ကြီးသားဖြစ်ပါတယ် အာဆီယံ၏ကြာရှုံးမှုကြောင့်လက်တွေ့ဖြစ်လာနေသည့်ကအရက်သားထောင်ပေါင်းများစွာတပ်ဖြတ်ခံရခြင်းနိုင်ငံရေးရာဥဆောင်ဥရပြုရမည့်ရှေးကိုမလုံနိုင်၍ပြည်ပနိုင်ငံများကဝင်ရောက်ပတ်သက်လာသည့်ကိုခွင့်ပြုလိုက်ရခြင်းနိုင်ငံဖြစ်ကျော်ရာဇဝမှုများမလို့ပေါလာခြင်းအဖွဲ့ဝင်နိုင်ငံများကြားအာဏာသိမ်းဖို့မီးစိမ်းပြသလိုဖြစ်လာစေသည့်ဆိုးရွားသောအကျိုးဆက်များဖြစ်လာခဲ့သည်ဟုထောက်ပြသွားခဲ့ပါသည်။စေယုံစုသည်ရဲတန်းလာပြီး၎င်းတို့ပေါ်မြေသူများအေးမယူနိုင်ဟုဆိုကအရက်သားများကိုပြစ်မှတ် တာတက်ဖြတ်လာပြီးတရင်ကျုံမိထုံးပွဲ အလဲတက်တဲ့ကိုပင်ပါရာဂလိုက်တာမှဘုံကျဲတိုက်ခတ်ရသည့်ဒိန်လက်ရဲဆက်ရဲဖြစ်လာသည်ဟုဆိုပါရယ်အာဆီယံသည်ထိုရေးကိုဖြည့်ရှင်ရန်ကြမ်းရှိနေသည့်နောက်ဆုံးခွင့်ရေးကိုလက်လွတ်မခံသင့်ပထမဆုံးလာမည့်ရွေးကောက်ပွဲကိုပြက်ပြက်တတဆန့်ကျင်ပြီးမိတို့များပါဝင်ပတ်သက်ခြင်းမရှိရန်ဒုတိယအနေဖြင့်စစ်ကောင်းဆောင်များကိုအစင်းမြစ်စည်းဝေးများတက်ရောက်ရန်တမ်းမြစ်ထားမှုကို အခြားသောအစည်းဝေးများကိုပါမြေတိကိုယ်စားလှယ်မှတက်ရောက်ခွင့်မပြုဘဲတန်းခတ်ထားရန်တတိယချက်ဖြင့်လာမည့်48ကြိမ်မြောက်အာဆီယံညီလာ ာကန်တွင်မြမရေအပီးပြက်ဖြည့်ရှင်းနိုင်မည်မဟာပြူဟာတည်ချမဲ့ရန်တို့ဖြစ်သည်ဟုအကြံပြုတင်ပြသွားပါသည် ထိုပြူအားများတဲ့တွင်အထူးသဖြင့်လေချောင်းတိုက်ခိုက်မှုများလုံးဝရပ်ဆိုင်သောအောင်တန်တမန်ရေးရတိုးမြင့်ဆောင်ရွက်သွားရမည် NUG CRPH NUCC နှင့် EU များနှင့်တွဲဆုံဆင်းရဲနိုင်မည် ASEAN platform တစ်ခုတည်ဆောက်သွားရန်နိုင်ငံတွင်ကျူးလွန်ထားတဲ့ရောက်ဆမှုများအတွက်တာဝန်ခံလာစေမည်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်တို့ပါရှိသင့်သည်ဟုဆိုပါရင်မြန်မာပြည်သူများအနေဖြင့်စွန့်ပစ်ခံရသည်ဟု ခန်းစားနေကြရတဲ့အတွက်အာဆီယံအနေဖြင့်မြန်မာနိုင်ငံနဲ့အာဆီယံကိုယ်တိုင်ပေါ်နှစ်ပေါင်းများစွာကပြည့်ကွက်ခဲ့မှုကြောင့်ထိခိုက်နစ်နာခဲ့ရမှုများကိုပြန်လည်ပြင်ဆင်ရမျှော်လင့်မှာကယခုချက်ချင်းရည်ယူဆောင်ရွက်ရမည်ဖြစ်ပါတယ်မဟုတ်ပါကအာဆီယံသည်မြန်မာပြည်သူများကိုမြစ်တို့ရင်ဆိုင်ရမည်နည်းဟုကြေညာချက်အဆုံးမှမိကွန်းထုတ်ထားပါတယ်အာဆီယံအနေဖြင့်မြစ်တို့များဂျာနီမူဝါဒကျင့်သုံး၍မဖြစ်တော့ထို့သောဆက်၍လုပ်နေပါက၎င်းတို့အဖွဲ့အစည်းသည်ကမ္ဘာကြီးအတွက်အရေးမပါသော ကိစ္စများကိုသာသဘောထားတိုက်ဆိုင်ကြသည့်အတင်းကြီးယူဆကယုံကြည်မှုကြဆင်းသွားတော်မူဖြစ်ပါれ။မင်းအွန်လိုင်းပြည်တွင်မှမြို့တို့ပင်တက်ဖြတ်နေစေကမူအာဆီယံနေဖြင့်ဆက်ဆံရေးထိန်းသိမ်းထားနိုင်ဖို့အရေးကြီးသည့်သဘောယူဆနိုင်စရာဖြစ်လာပါれ။တရုတ်မှအာဆီယံထောက်ခံလာမည်ဟုသောမျှော်လင့်ချက်ဖြင့်ဒေါ်လာ3ဘီလီယံအကူအညီပေးမည်ဟုမှလုံးပေးကာ လောက်ခိုင်းတာတော်ရွေးကောက်ပွဲအတွက်မျောနေချက်မေးမိန်လာပြီးဖြစ်ပါတယ်လန်ဒန်ထုတ်ဂါရီယန်သတင်းစာကြီးကပင်ချာလီချက်ပလင်ဇက်ရုပ်လိုကြည့်နေရသည်မှာရင်းစရာကောင်းလောက်အောင်စုတစိမ့်များစွာချိန်ထားတဲ့မင်းအောင်လိုင်းတို့ဖွဲ့ဟာအဘဲတို့များတရားဝင်သည့်ဆိုရဖြစ်လာနိုင်မည်နည်းဟု မေးခွန်းထုတ်ထားပါတယ်